ဒီဂိမ်းပြောမယ်ဆိုရင်တော့လက်တွေ့ကြကြပြောမယ်ဆိုရင်တော့တေးရဲ့ထက်လူရောဘူးကြောက်ဖို့ကောင်းတယ်ပေါ့မယ်ကြောက်ကြောက်လို့ရာကြောက်နေရလေတေးရမြင်မြင်ဘူးလားအမမြင်ဘူးလားအမရောမြင်ဘူးလားမြင်ဘူးကျွန်တော်လည်းမြင်ဘူးဒါပဲလေဒါပေမဲ့ကြောက်တဲ့သူကကြောက်အဲ့ဒါကိုလည်းတော့အပြစ်ပြောလို့ရောဗျာဖြစ်ပါ ျွန်တော်တခါမှ၆မခံရဘူး၆လေခါကြည့်ရင်ကျွန်တော်မသိတဲ့အချိန်တွေအများကြီးတရေတာစိတ်ညစ်ပါအောင်ကျွန်တော်ကတိတ်တိတ်တာကျွန်တော်မသိသူ၆နေရမသိလို့စိတ်ညစ်ပါအောင်ကျွန်တော်အဲ့ရင်မိုးပေါမလို့လားကြောက်ဖို့ကောင်းတဲ့သူတွေအကုန်လုံးကကျွန်တော်ပြင်ကြောက်တယ်ဘယ်လိုလုပ်အောင်ကြောက်ဖို့ကောင်းလို့ကြောက်ဖို့ကောင်းတယ်ဗျာကိုကသူ့နဲ့ပူကြောက်ဖို့ကောင်းနေတယ်အဲ့လိုဖို့ပါ ကျွန်တော်အစရတင်းမကြောက်တော့ကျွန်တော်အစရတင်းမကြောက်တော့လူလည်းမကြောက်ကျွန်တော်ကျွန်တော်တိတ်မကြောက်ပါတင်းမကြောက်တော့ဘာတစ်ခါလည်းအချောက်မခံဘူးလို့နေပါပါလူပါလူလားတော့ကောင်းနေလူစားဒီကတော့ဒီကမသိပါတာပါဘောနော်အဲ့ဒီဂိမ်းပြောမယ်ဆိုရင်တော့လက်တွေ့ကြကြပြောမယ်ဆိုရင်တော့တေးရဲ့ထက်လူတော့ဘူးကြောက်ဖို့ကောင်းတာပေါ့။ကြောက်ကြောက်လို့ရာကြောက်နေရတယ်တေးရဲ့မြင်မြင်ဘူးလားအမ မြင်လားမောင်မြင်ဘူးလားမြင်ဘူးကျွန်တော်လည်းမြင်ဘူးဒါပဲလေဒါပေမဲ့ကြောက်တဲ့သူကကြောက်အဲ့ဒါကိုလေတော့အပြစ်ပြောလို့ရောဗျာဒီပါကြောက်မှလည်းလူတွေကတော့သုံးတာကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေကြောက်ဖို့ကောင်းတဲ့သူတွေအကုန်လုံးကကျွန်တော်ပြင်ကြောက်တယ်ဘယ်လိုလုပ်အောင်ကြောက်ဖို့ကောင်းလို့ကြောက်ဖို့ကောင်းတယ်ဗျာကိုကဒီနေ့ဘူးကြောက်ဖို့ကောင်းနေတယ်အဲ့လိုဖို့ပါကျွန်တော်ကိုရီးယားဆေးဘာလို့ဆိုတော့ပြန်လောက်ပါဘူး။အယုံကြည်ရှိတယ်။ကျွန်တော်ယုံကြည်ထားရဲ့အရာကြောင့် ဒီဘောနော်ဒီပရလောကဒီဝိညာဉ်ဆိုတာဆွမ်းရင်တခုပဲဘောသူကစိတ်ဆွမ်းရင်ခန္ဓာကိုယ်ကြီးမရှိတော့ဘူးဒါပေမဲ့စိတ်ဆွမ်းရင်တခုရှိတယ်အဲ့ဆွမ်းရင်ကကြီးမားလာတဲ့အမျှသူတို့မှာပါဝါအဲ့လိုမျိုးရှိလာတယ်လို့ကျွန်တော်ယုံကြည်ရတယ်ဒါပေမဲ့ကိုကြောင့်ဆုံးသွားရလည်းမဟုတ်ဘူးဗျာဥပမာတကယ်တေးရဲရှိရပေါ့ဒီဒီမှာထောက်ရအောင်ကိုကြောင့်ဆုံးသွားရလည်းမဟုတ်ကိုနဲ့လည်းဘာရင်ငုံမှမရှိပဲတေးကဘာကြောင့်ကိုကိုထောက် reason တခုပဲရှိမှာဗျာအမျှတန်းလို့ကျွန်တော်ဒါမှမဟုတ် attention လို့ကျွန်တော် ဒါပဲရှိပဲအမြတ်တန်းလို့ကြည့်အမြတ်တန်းပြေးလိုက်ပေါ့ဟုတ်တယ်ဘာဖြစ်လို့ဟိုပါဖြစ်တော့အမြတ်တမ်းမပြေးပါဘူး။အမြတ်တမ်းမပြေးပါဘူး။ကျွန်တော်တခါမှအချက်မခံရဘူး။ချက်လေခါကြရင်ကျွန်တော်မသိတဲ့အချိန်တွေများတယ်။တရေတာစိတ်ညစ်သွားတယ်။ကျွန်တော်ကတိတ်တေးတာကျွန်တော်မသိဘူး။သူချက်နေတာမသိလို့စိတ်ညစ်သွားတယ်။ကျွန်တော်အိမ်လို့မလို့လား။အခုဒီထဲမှာမမေရှိနေတယ်လေ။မမေမလို့လူရှိနေလေဒီမှာလေ။ဒီစကားကတော့ ကျွန်တော်ကင်းရိုက်နေတဲ့အချိန်မှာအမေကကိုညိုကဒီနေ့ဒီလိုလုပ်ရတဲ့ခုဒီလိုလုပ်ချင်တယ်ဆိုတော့ကျွန်တော်ပြောပြပြီးတော့ဆက်အကြောင်းနေပါလေပါဒီခင်းနောက်ပြီးတော့နည်းနည်းကြာမှာဆက်အကြောင်းပြောတော့ခါကြာအာကျွန်တော်ကြိုက်တယ်ကျွန်တော်ရိုက်ချင်တယ်ကျွန်တော်ကိုညိုကိုညိုကာရီကျွန်တော်လည်းကြိုက်တယ်ကျွန်တော်ကိုညိုနဲ့အလုပ်တူလုပ်ချင်တယ်အကြောင်းဆိုတော့ပထမဆုံးခိုက်ဖြစ်တဲ့ကာလေးကဒီညောင်းထွက်ရဆိုတာတကယ်ကျွန်တော်တို့ကိုဗစ်အချိန်ကာလတွေကကျွန်ရရဲ့အလုံးမြန်မာနိုင်ငံလုံးဟော ကြုံခဲ့ရတဲ့ဒီတကယ် pandemic အခြေအနေတွေမှာရှိရဲ့အရာပေါ့နော် reality ရဲ့အရာပေါ့အဲ့ဒါကိုအဲဒီလိုအချိန်မှာပြန်ပြီးတော့အဲတကယ်ရှိခဲ့ရတကယ်ဖြစ်ခဲ့ရအောင်ပြန်ပြီးပုံဖော်တာဖြစ်တဲ့အတွက်အဲဒီကားလေးကထူးကြပါတယ်ဟုတ်ကျွန်တော်တာဝန်ကြီးရဒီကေပန်ဒမစ်ဖြစ်နေတဲ့အချိန်တော့တည်းမှာဖြစ်တဲ့အရာကြီးဖြစ်တဲ့အတွက်လို့ပြောရမယ်ဟုတ်နေမှရမယ်ဗျာ ဇလန်းဇက်ွက်ကလည်းစီနေမှာရမဟုတ်ဘူးဆိုရင်အခုခေတ်မှာပိတ်သက်တွေအားလုံးကလည်းဟိုအမြင်ကျေလာပြီလေအမှားမခံဘူးအဲ့တော့ကျွန်တော်အားလုံးအတွက် team တစ်ခုလုံးအတွက်တာဝန်ကြီးခဲ့ပါတယ်အဲ့အလိုတော့မရှိပါဘူးအိတ်တာဝန်တွေကလုံးဟိုကကိုညုံဝဲယူပါတယ်ကျန်တဲ့အရာကတော့ကျွန်တော်တို့ကတော့ဒီစကားကိုပုံဖော်တဲ့အခါမှာဘာပူပေါင်းအောင်ဘယ်လိုလုပ်အောင်လဲကိုညုံရဲ့ instruction အောက်ကပဲတွားတွား ပါအောင်ညမထရအောင်လို့စကားပြောပြတယ်။အာသူကြားရဲ့ reality ကိုပြန်ပြီးတော့ပုံဖော်ထားတဲ့ pandemic အချိန်မှာအဖြစ်ပျက်တတ်တဲ့အရာတွေကိုကျိုးအာဂျာရီကလူကြီးကျိုးရှိသွားတဲ့လူကြီးအကြောင်းရိုက်ထားတယ်ကားလေးချက်။မယူမဲ့သူတွေကအဆင်ပြေပါတယ်။တော့ဒါသူ့ရဲ့ပထမဆုံးကားလို့ပြောရဲ။ဒါပေမဲ့အဆင်ပြေပါတယ်။တော့ဘယ်လိုပုံလဲ။သူ့ပထမကားလို့မထင်ရအောင် ိုစူးစမ်းထားပါတယ်။ကိုထုံးကတော့ပြောစရာမလိုဘူးဟိုဒီနေ့လို့လို့อ่ะ stress မဖြစ်အောင်သူကအရင်လူငယ်လူပဲနေရယ်ညီကိုလိုပဲနေရယ်အဲ့လိုဆိုတော့မမေရခန်းလေးပဲခန်းလေးပြောမမေရခန်းလေးမမေရခန်းလေးရောတကယ်လို့အမေရစရာပါပဲအာမမေရခန်းရေလို့ထုတ်ပေါ်မပြောပါဘူးကျန်တဲ့ကားလေးလို့မဟုတ်တဲ့အတွက် ကျွန်တော်လည်းတောင်းရင်တောင်းရင်ကြီးပါအဲ့ဒါယူပြီးဘာမှမပြောပါဘူးစကားလေးထွက်လာရင်ကြီးပြီးပါလို့ဟုတ်ပါဘူးဟုတ်ပါဘူးဟုတ်ပါဘူးတရေကဖြစ်တဲ့အတွက်ကိုညူဖြစ်တဲ့အတွက်ဒီဟာကြီးကတော့တွဲပါနေမှာပဲဒါတွေကလည်းပြိတ္တိကိုညူပြိတ္တိအများကြီးရှိတယ်ဒီ5ကိုကြိုက်တဲ့ဒီ star ကိုကြိုက်တဲ့ကျွန်တော်လည်း area တက်ရောက်ပါအဲ့တော့ခါကျတော့ထုံးစံတိုင်းဒါကတော့ထူးစမ်းမဟုတ်ဘူးဒီ 5D ဒီ high ရ ဲပေါ့မယ်ကိုညို vibe ပဲအဲ့ဒီအတွက်လည်းဒီ vibe ကိုခြိုက်လို့လည်းကျွန်တော်ကိုညို ਨੇ လက်တွဲခဲ့ရတယ်ဒီစကားလေးကထူးခြားတဲ့ကားလေးပါအာပရိသတ်တွေခြိုက်မဲ့စကားလေးစကားလို့လည်းထင်ပါတယ်အာဒီလိုဇလန်မျိုးကိုဒီလို vibe မျိုးကိုပရိသတ်တွေလက်မွတ်နေမယ်ဆိုတာလည်းယုံကြည်ပါတယ်အဲ့ဒီအတွက်ကြောင့်ဒီစကားလေးကကားကောင်းလေးတကားပါလာကြည့်ပါလို့ကျွန်တော်ဖိတ်ခေါ်ချင်တယ်ကျေးဇူးပါ